ပကိုးတိုင်းအနောက်ခြမ်းပေါင်းတယ်မြို့ရွှေတဲဈေးတင်နောက်ကမနက်ခင်းအာယုံဈေးလာတဲ့ဆိုင်ကယ်ဈေးတဲတွေကိုရင်းလိုင်းစင်တွေစစ်ဆေးပြီးဒဏ်ငွေအဆမတန်တောင်းယူတယ်လို့ဒေတာခန့်တွေစီကတည်ရပါတယ်။ပြီးခဲ့တဲ့ဇော်လ22ရက်နေ့မနက်ခင်းကဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီးအဲ့ဒီဈေးဟာမနက်၄နာရီကနေ9နာရီထိတောဈေးတဲတွေကိုအတိကထားအစားအသောက်နဲ့ကုန်ချက်တွေကိုရောင်းချတဲ့ဆိုင်ကယ်ဈေးတဲတွေအလာများပြီးဖမ်းဆီးခံရသူတွေများတယ်လို့ဒေတာခန့်တအူးကပြောပါတယ်။ ဖန်စီခံရသူအများစုဟာပေါင်းတဲ့မြို့အစွန်ကျေးရွာတွေနဲ့ဝတ်ပုတ်အင်းမတို့မှာရှိတဲ့ကျေးရွာတွေကိုလဲ့လဲရောင်းချသူတွေဖြစ်ပြီးတော့ဆိုင်ကအဟောင်းသုံးမိတ်အဟောင်းတွေကိုဝယ်ယူပြင်ဆင်သုံးစွဲခဲ့ကြတဲ့အတွက်အများစုဟာလိုင်စင်မရှိသူတွေများတယ်လို့သိရပါဗျ။ဖန်စီယာမှာတော့လိုင်စင်ရှိဆိုင်ကယ်တွေကိုတစ်ဖက်လိုင်စင်မဲ့ဆိုင်ကယ်တွေကိုတစ်ဖက်ရက်ခိုင်းပြီးလိုင်စင်မဲ့တွေကိုဒဏ်ငွေဆောင်ခိုင်းတာအပြင်မျက်ရှင်တာတွေလည်းလုတ်ခိုင်းခဲ့တယ်လို့ဆိုပါဗျ။ အခုလိုလိုင်စင်မဲ့ယင်တွေကိုတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ညွန်ကြားချက်နဲ့နိုင်ငံတော်မှာဖမ်းဆီးနေတာဖြစ်ပြီးမရှိနွမ်းပါသူအများစုအခက်ခဲဖြစ်နေကြပေမဲ့တာဒနာနဲ့စစ်ကောင်းစီလက်အောက်ခံတွေကိုတော့မော်တော်ကားတွေအထိထောက်ခံချက်တွေချွင်းချက်တွေနဲ့စီးကွင်းပြုထားတယ်လို့သိရပါဗျ။